MNDAA အဖွဲ့ကလာရှုမြို့မှာလူသက်မှုလူရက်မှုမဒိမ့်မှုကျွလွန်မှုတွေနဲ့အမျိုးသား2ဦးကိုထောင်ထဲနဲ့အမျိုးသား6ဦးကိုတည်ရန်စီရင်ခဲ့တယ်လို့သိရပါတယ်။အခုလိုတည်ရန်ချမှတ်ခံရသူ6ဦးနဲ့ဓမြတိုက်လူသက်မှုမှာပါဝင်သူ2ဦးကိုနှစ်နှစ်သက်သာခွင့်ဆိုင်းငံ့နဲ့တည်ရန်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုပြည်ထောင်ချမှတ်မှုကိုအများပြည်သူရှေ့မှာပြုလုပ်ခဲ့ပြီးဒေသခံအများပြားတက်ရောက်ခဲ့တာက တည်တံပြက်သက်စီရင်ခြင်းကိုတခြားနေရာတစ်ခုမှာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။တည်တံချမှတ်ခံရသူ6ဦးအနက်တဦးဟာမူရင့်စေးသုံးဆွဲမှုနဲ့ပတ်သက်ပြီး၎င်းရဲ့တငယ်ချင်းနဲ့စကားများရန်ဖြစ်ခဲ့ကဓာတ်နဲ့တက်ဖြတ်ခဲ့မှုကျန်9ဦးဟာ AR တိုင်းဒေသကြီးမန္တလေးရန်ကုန်နဲ့တခြားဒေသတွေကဖြစ်ပြီး၎င်းတို့ဟာလာရှိုးမြို့နဲ့အနီးတစ်ဝိုက်ဒေသတွေမှာကာလကြာရှည်စွာတနက်ဓာတ်တွေကင်ဆောင်ထားပြီးဖောက်ထွင်းမှုလူရက်မှု ဒဏ်ရာရစေမှုလူသက်မှုစတဲ့ရာဇဝတ်မှု21မှုကျွလွန်ခဲ့ပြီးလူ20ကျော်သေဆုံးခဲ့မှုလို့ဖြစ်တယ်လို့ကိုကန့်သတင်းအေဂျင်စီရဲ့ဖော်ပြမှုအရသိရပါဗျ။အထက်ပါဖောက်ထွင်းလူရက်တဲ့အဖွဲ့မှပါဝင်တဲ့တခြားအမျိုးသားတအုပ်ဟာထောင်ဒဏ်တသက်ချမှတ်ခံရတယ်လို့သိရပါဗျ။ထောင်ထဲချမှတ်ခံရသူနောက်ထပ်တဦးဟာ၎င်းရဲ့သမီးအရင်းဖြစ်သူကိုမတိန်ကျင်ပြီးနှိမ့်ဆက်ညှဉ်းပန်းမှုနဲ့ထောင်ထဲတသက်ချမှတ်ခံရတာဖြစ်ပါတယ်။ 2024ခုနှစ်ဒသမ5ရက်ကလည်းလောက်ကိုင်းမျိုးမှာလိမ်ပိုင်းဆိုင်ရာစော်ကားမှုဓများမှုလူသက်မှုပြန်ပြေးဆွဲမှုငွေညှင်းမှုနဲ့တနက်တွေနဲ့လူရမှုကျွန်းလုံမှုတွေနဲ့ပြည်ထန်ချမှတ်ခံရသူ22ဦးကို MNDA အဖွဲ့ကအများပြည်သူရှေ့မှာပြည်ထန်ချမှတ်ခဲ့ပြီး၎င်းတို့အနက်6ဦးကိုတည်ထောင်စီရင်ခဲ့တာဖြစ်ပါတယ်။ MNDAA အဖွဲ့ဟာလောက်ကင်မြို့ကိုထိန်းချုပ်ပြီးတဲ့နောက်2024ခုနှစ်ဧပြီလကလည်းပထမအကြိမ်အများပြည်သူရှေ့မှပြည်တံချမှတ်မှု ပြုလုပ်ခဲ့ရာလူသတ်မှုပြန်ပြီးဆွေးမှုနဲ့ငွေကြေးအထမတောင်းခံမှုတွေနဲ့၎င်းတို့တပ်ဖွဲ့ဝင်တွေအပါအဝင်လူ100ဦးကိုပြည်တံချမှတ်ခဲ့ပြီး၎င်းတို့အနက်3ကိုတည်တံစီရင်ခဲ့ပါတယ်။အခုလိုကိုကန့်အဖွဲ့ရဲ့တည်တံစီရင်မှုကိုပြင်းပြင်းထန်ထန်ပြက်ပြက်သားသားဆန့်ကျင်ကြောင်းဥရောပတမကက2024ခုနှစ်ဧပြီ25ရက်ကထုတ်ပြန်ခဲ့ပါတယ်။ MNDAA အပါအဝင်မြောက်ပိုင်းမဟာမိတ် သုံးဘွဲ့ကို အကျန်းဖက်အဖွဲ့တွေအဖြစ်မြမအကျန်းဖက်တိုက်ဖြတ်ရေးဗဟိုအဖွဲ့က2024ခုနှစ်စက်တဘာ2ရက်ကကြေညာထားခဲ့တာဖြစ်ပါတယ်။